မဲမင်္ဂလာပါရှင်။ဆ iam မကြီးခင်းနေယူရေးသားထားတဲ့ဖေဖေးဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၅ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ဖေဖေးအပိုင်၅။စူတာကျမကြီးခင်ပွန်သည်မြန်မာစာပေရောအင်္ဂလိပ်စာပေရောစစ်စာပေများပါဝါသနာပါသူပြပြီးတောင်ဝင်းမခိတနားချိန်များ၌ စာဟုသူအလွန်ဖတ်သည်ဖတ်ပြီးသူအရသာတွေ့သောစာများကိုအောက်မှမြင်သာ၍ကျမကိုဖတ်ခိုင်းယုံနီမကဟိမဝနာချီမကံဖွင့်တတ်ပါသည်ဝေဖန်တတ်ပါသည်နိုင်ငံရေးနှင့်ပတ်သက်၍အူသိမ့်ဖေမင်းကိုတခြားလူတွေဘလိုပင်ဝေဖန်၍ဘလိုပင်သဘောကွဲလွဲစေကာမူအူသိမ့်ဖေမင်းမြန်မာစာရေးဟန်ကူမူ သူသည်သဘောကျစွာနှင့်ကျမဖပြကဆွေးနွေးတတ်ပါသည်ကျမ၏တရားအမားနှင့်မြမစာရေးပုံ တခါတည်းမချောသည်ကို အကိုကြီးကဂျင်းနဲ့ပုံမပေါ်ပါဘီကျမကရေးစရာပင် သူ့ကိုပြောတတ်ပါသည်သည်အကိုကြီးကလည်းချောင်းသားမုံရခရင်ကဖြစ်ပြန်ဦးသိန်းဖေမင်းကလည်း ဥတလင်သားဆိုတော့အညာသားချင်းအတူတူဒေသဆွဲနဲ့ဥသိမ့်ဖင်မင်းရဲ့မြမစာရေးရန်ကိုကြိုက်တာဖြစ်ပါလိမ့်မယ်ဟုပြောမိပါသည်မဟုတ်ဘူးမိချိုရတင်ပြပုံ presentation ကိုကတမျိုးလေးပဲလေရိုးရိုးလေးနဲ့ကြည့်ပါလားသူ့အဖေကြီးရွှေတဘုံဖျားပုံမှာသူ့သားအတွက်စူတောင်းပုံအခန်းများကိုဖြင့်တစိမ့်စိမ့်နဲ့တွေးပြီးပြုံးပြုံးလာခြင်းနဲ့ ဖတ်ကြည့်ပါဦးပြီးတော့လေအဲ့ဒီတခေရဲ့လူကြီးတွေစိတ်ထားဟာပေါ်လာတာပေါ့ကျမဒီသူမြင်သားထားသောစာကြောင်များကိုဖတ်ကြည့်ဤဤတို့လင်ဂျုံရဂျုံခဲဖူးရခဲဖူးရတော်ရွှေတကုံစေဒီတော်စင်တူတော်တို့အားဖူးမြော်ကြော်ရတော်ပန်းလူရတော် မီးပူဇော်ရသောအကျိုးကျေးဇူးကြောင့်နိဗ္ဗာန်မတ်ဖို့ကိုရရပါလို့ဤဖေဟာနိဗ္ဗာန်သို့မရောက်မီစကြလားလီယာဘဝ၌ပညာကြီးခြင်းချမ်းသာခြင်းရှားရူးကြီးခြင်းဖြစ်ရပါလို့ဤဖေဟာယခုဘဝ၌လည်းအကျဉ်းစီဟုသမျှအောင်မြင်ရပါလို့ဤဖေဟာတပည့်တော်ဤသားသည်တမန်အစားမဟုတ် အတိဇာတသာဖြစ်ပါ၏ထိုသားသည်ပညာကြီးခြင်းအကျံစီအောင်ခြင်းယာရုဌာနန္တရကြီးစွာရခြင်းထိုသားအတွက်ယနေ့ထိုးသောတိန့်တီပေါက်ခြင်းဘိလတ်မှာပညာသင်ကြားနိုင်ခြင်းကျွယ်ဝချမ်းသာသောရုပ်အစင်းလှသောမိမယရနာရခြင်းများဖြစ်ပါစေတည်းဖျား သူထောက်ပြသောစာရန်ကို ကျမယူဖတ်ကြည့်ဖတ်ပြီးသောအခါကျမရေပါသည်သူသည်အတိတ်ပဲနားမလဲသလိုကြောင်ရွေးကြည့်နေ၏အချို့ဘာလို့ရေလဲသိလားဦးသိန်းဖိန်မြင့်ကြီးလိုတော့တဆိုင်ဆိုင်ပြုံးလာအောင်တရုတ်မဖော်တတ်ဘူးအချို့တို့အဖေကြီးစုတောင်းကဦးသိန်းဖိန်မြင့်စုတောင်းနဲ့မတိတ်မငြိမ်ပဲဒါကြောင့်ရေတာ ဟုဆိုကားကျမကဟဟပပတ်ဆက်ရေးပါသည်ကျမရေးရခြင်းကို သူအားပြပြရာ၏ကျမတို့ငငယ်ကကျမတို့အင်ကြီးသည်မိသားစုအဆောင်လိုက်တွဲ၍တစုတဝေးကြီးနေခဲ့သောအင်ကြီးတစ်ခုဖြစ်ရန်သူသည်ကျမအွေရောက်တည်တက်၍ကြီးမိသောအချိန်တွေတော်မိကြီးမိတွေဘာကြီးဘာတွေအတော်ဦးလေး အမဝင်ခွဲအစုံပင်ပေါင်းဆက်၍သူစုတဝေးကြီးနေကြသည်ကို တွေ့ရ၏။ဦးနူဤဖခင်ဦးစံထွန်းဒေါ်စောခင်တို့လည်းအတူပင်နေကြ၏။သူတို့ကိုကျမတို့ကအမနှင့်အဘဟုခေါ်သည်။အဖေဘက်ရောအမေဘက်ရောဆွေမျိုးများအပြည့်အစုံပင်တည်။ယနေ့ဆောင်လမ်းမကြီးတို့တငယ်ချင်းအဖော်များနှင့်ထွက်၍မကစားခင်ဖျားရှိကိုရ၏ပရိတ်ရွရ၏ ဖះရှုကိုပြီးတွင်မိမေဤမိခင်အဖွားဖြစ်သူကိုအစချီကားအမေကြီးအားကတော့ပါ၏အဘကိုကတော့ပါ၏အမကိုကတော့ပါ၏ဖေဖေကိုကတော့ပါ၏မိမေကိုကတော့ပါ၏ဦးတင်ကိုကတော့ပါ၏ဒေါ်လေးလည်းကတော့ပါ၏ဒေါ်တော်ယုံလည်းကတော့ပါ၏တန်တန်ကတော့ပါ၏ယုံယုံကတော့ပါ၏ အဆရှိသဖြင့်အဘဥဘိုလ်လုံးရုံရုံဤအဖေရှိစဉ်ကလည်းအဘပါမကြံအားလုံးရှိရှိသမျှမိကြီးမိတွေကိုကြော့ယုံမကမောင်နှမချင်းလည်းအထက်အောက်ကြီးငယ်လိုက်ကြော့ပြီးမှအပြင်ထွက်ပြီးကစားကြရသည်လူကြီးများကလည်းဘုံကြီးပါစေတက်ရှိပါစေစသဖြင့်စုပေးကြသည်ကျမတို့အွေရောက်တော့ခါဖေဖေတီ ဆူပေတစ်မျိုးပြောင်းလာ၏။ဘုံကြီးပါစေတက်ရှိပါစေဆိုသောတာမန်ဆူတောင်းပြင်ငါသမီးများလင်ကောင်းသားကောင်းရပါစေဆို၍ပေါ်ကြီးဟစ်ကျဲဆူတောင်းတတ်၏။ကျမတို့၏အဖွားမှာစီကံလဲကြည်သည်အွှဲကြောင်လဲကြည်သည်အစ်မတန်လဲပန်းနှပုံရသည်အတက်ကြီး၍နားနှဲငယ်လေးတော်လဲတခြားလူပါဇက်လှုပ်သည်ကိုကြည့်အောင်နှင့် သူတည်သည် နောက်တခါဖေဖေဆူတောင်းပေးတွင်မူမမေကိုပြော၏မသိန်းတည်ရဲ့တမီးလေးတွေအပြိုဖြစ်လာတာနဲ့တော့မောင်ဘနေပုံထိုင်ပုံနဲ့ခတ်ပါသေးကွယ်ဘဲနေဆူပေးတာလေရှက်စရာကြီးအပြိုရွယ်လေးတွေကိုလင်းကောင်းသားကောင်းရပါစေတဲ့အဖွားကနားရှက်ပုံရ၍မမေကိုပြောပါသည် မမေကစာတရက်ပေါ်တွင်တမီးများကိုစုပေးလျင် လင်ကောင်းတောင်းကောင်းရစေခြင်းသောစေတနာရှိ ਉ မှန်ပါတော့လေဝမ်းထဲမှသာပေးရန်ပါဇက်ကကြေလောင်စွာမရွတ်ဆိုဖို့စာရေးပြပါသည်ဆာရွက်ကြီးကို ဖေဖေကကိုင်ကခုနှစ်တန်းနှင့်អော်ပါတော့သည်မင်းတို့ကဘာသိလဲကွသူတို့ကလင်ကောင်းတောင်းကောင်းရမှတို့ကြီးရင်စတိုင်နဲ့နေရမှာတမတ်တွေမကောင်းရင်တို့အိုကြီးအိုမဒုက္ခရောက်မှာပေါ့အိမ်သားများမှာအင်ဒရီမဆယ်နိုင်ပဲ ဥတ္တမတန်ရေပါတော့သည် ကျမတို့လည်းမနေနိုင်ပါရင်မိပါသည်တကယ်တော့လည်းမှန်ပါသည်ဖေဖေဤစုတောင်းပြည်သည်မှန်သည်ဟုဆိုရပါမည်ဖေဖေခုလိုယောဂသူပြောပုံတဆူထိုးလုပ်ပုံနဲ့ဆိုရင်တုံုံတယုံတမတ်များတီးခန့်နိုင်လိမ့်မည်မဟုတ်ပေတခါကဖေဖေစေးုံမအစင်းတွင်လဲကျမဤညမအလက်အကျွေးဤယောက်ျား ကိုဘလုံးလေးကသူ့ကားနဲ့အိမ်ထိလိုက်ပို့သည်အဘနော်ကျွန်တော်တို့ကိုတမတ်တော်ရတာအင်မတန်ကံကောင်းနဲ့အောက်မိပါအေးပိုင်ကြီးတွေနေပိုင်ကြီးတွေတော့အဘလိုလိုက်နိုင်မှာမဟုတ်ဘူးဟုတ်ကြည်စားပြောမိသေးသည်ကဲလေတို့များဖေဖေဆူတောင်းနဲ့ဦးသိန်းဖေမြင့်အဖေဆူတောင်းနဲ့နှိုင်းရှင်ဝေဖန်ပါအောင်ဟု၍ ကျမကခင်ပွန်းတဲ့အားပြန်လေပြောပြကရေမောကြရတော့သည်အမှန်တော့ဘေဘီသည်ရှေခိဘူရိုကရက်ခိဆိုကြပါစို့ကျွန်ခိတွင် နာမကြပဲစိတ်ကလည်းဖောက်ပြန်သွားသည်လင်ငန်းယောဂကလည်းဝင်ပါလိုက်တော့ခါသူ့စိတ်မှာမူမမှန်ယုံမကခင်နဲ့လည်းအဆက်အသွယ်ပြတ်သွားသည်သူသည်လူငယ်တို့၏မျိုးချစ်စိတ်ဓာတ်နှင့်လှုပ်ရှားမှုများကို၎င်း ခေအလျောက်အတွေးခေါ်တီထွင်ကြလိုခြင်းကို၎င်းကလထိုင်အိုများတွင်ထိုင်၍ကျိုးနေစာများကို ဖြေးကြရင်းအိုတည်ကြသောအဖြစ်များကို လူငယ်တို့မလူလားကြပြီကို၎င်းသူလုံးဝတတိမထားတော့ပေသူစိတ်ကူခေကြီးတွင်တော့ကလထိုင်အိုကြီးများကျိုးနေစာများသည်ရစ်ပတ်ရှုပ်ထွေးနေကြစေဖြစ်သားများကပညာဆုံးခန်းတိုင်တွင်ဝင်ထောက်ဆောင်မွေးပွဲဝင်ဖြေကြ မဖြစ်တောင်ဝင်တော့စည်ရေးစာကြီးစသောကလထိုင်အိုကြီးများတွင်ထိုင်ကြဒါသည်တဘောဝပဲဖြစ်တမီးတို့ကလည်းပညာကိုအထက်တန်းရအောင်သင်သင်ပြီးလျင်သူကြိုက်သော BCS တယောက်ယောက်ကိုယူ၍ဤနေုပ်သည်ဤကျက်သွန်တို့နှင့်စကန်းသွားပြီးတော့ဤဒီမှာလဲသူမှန်သောခေသူမှန်သောတဘောဝဖြစ်သို့သောအပြင် အပြင်သည်ပြောင်းလဲလျက်ရှိကလထိုင်အိုကြီးများကို၎င်းကျိုးနေစာများကို၎င်းခုတ်ဖြတ်ရှင်းလင်းပြည့်နေကြပြီကို သူမသိသားများကသူကြိုက်သောစရေးစကြီးကလထိုင်ကိုဝင်မထိုင်ဒုဗမာအစည်းယုံကိုဝင်လိုက်သူဤတူဦးနုပင်သူအလွန်နှစ်သက်သော ဝင်ထောက်ဆောင်မွေးပွဲကိုမဝင်ចောင်းစီဟာအေးအေးလှုပ်၏ ထမပိုင်းတွင်ဖေဖေသည် အလွန်စိတ်အားငယ်၍စိတ်ပျော့သွားသည်ထင်သည် သူယောဂရာပြီးနောက်ပိုင်းတွင် သူ့သားသမီးများသည် လူစင်မီအောင်စာတင်ရတော့မည်မဟုတ်ဟု၍ထင်သည်မိမိကတောကားဘက်တွင်သူ့စီပွားနှင့်သူစပါးများလှုပ်သည် ဆိုပေမည့်ဦးဆောင်သည့်ဖေဖေကယောဂရာမိမိကိုယ်စလေကြီးဦးလှဆိုသူကလည်းတည်ဆုံသွားသည်ဟုဆိုပါသည်ဖေဖေသည် ငွေရေးကြေးရေးနှင့်သူသားသမီးများပညာသင်ကြားရေးအတွက် ပထမပိုင်းတွင် စိတ်ဓာတ်တိတ်ကြွ၍အားငယ်နေပုံရပေသည် နောက်ဆုံးမတော့ဖခင်သည်ဖခင်ပဲဖြစ်၏ဤသူက မိန်းမနှင့်ယောက်ျားတန်းတူဆိုစေကာမူစင်စစ်ဖခင်သည်အိမ်ဤဦးစာအိမ်ဤကျက်တည်ဆောင်ပါပင်သည်ကျမမိမိကို အလွန်ချစ်၏ မမေးကြီးစိတ်ဓာတ်မြင့်တင်ပေးမှုကြောင့်ဖေဖေရင်သွားတော့လေကျမတို့မောင်နှမတို့အချိန်မပြတ်ခဲ့သို့တော့ဖခင်ဒီဖခင်ပါပင်ဒီဖေဖေတယောက်ចောင်းစရာကြီးဘဝမှာရုတ်တရက်ဘဝပြောင်းတယ်လို့ဖြစ်ကစိတ်ဖောက်ပြန်သွားသည်တပြိုင်နက်တစိမ့်မပြောနှင့်ဆွေမျိုးများပင် မထီမဲ့မြင်ပြူလာကြ၏။ကျမမန်းဆကြည်ရသည်မှာဖိဖိဆိုင်ရင်ကတော့ သူသည်ကျောင်းဆရာကြီးဘဝနှင့်ပညာနှင့်အသက်မွေးလာ၏ယခုနားမကြား၍ပညာကလည်းတုံမရလင်ငန်းယောဂါကလည်းဝင်ရောက်လာခြင်းတွင်သူ၌ဝင်ဝင်မရှိမိမိသည်ထိုစဉ်ကငွေကြေးတက်နိုင်သည်၍လန်ဒန်မှနှကြက်များပင်မှယူကာဖိဖိကိုကူတာပေး၏သို့တော်မရပါထိုကဲ့သို့သူပညာသုံး၍မရလျင် ဤအင်ကြီးအတွက်သူမိသားစုအတွက်သူဤခြေလက်အင်အားခန္ဓာကိုယ်အင်အားနှင့်ကိုညီမီအလုံးလုံးပေးမည်ဆိုသောအယူဆရှိပုံရသည်ဖျားကြီးဝရှိချောင်းမာတွင်ရေတက်လာသည်နှင့်တပြိုင်နက်ရေသွားထန်းကတောက်ရီအိုးမိဖို့ချောင်းတော့အိုးများပါမကြံရေပြည့်ဤအိမ်ရှိရှိမြောင်းငယ်လေးတွင်ရေတက်လာလျင် တချံလုံးရှိသစ်ပင်များကိုတပင်မကြံအောင်ရေလောင်းမြေစွားနှင့်လုပ်ပေး၏အဝိများကိုကိုယ်တိုင်လျှော်၏ညာ9နာရီထို၍သူ၏အိတ်ချိန်သို့ရောက်လျင်သာသူ့ဘာသာသွားမဲ့အိမ်တအိမ်လုံးရှိတကားများကိုအပေါက်တစ်ပေါက်မကြံအောင်ပိတ်ပြီးမှအိမ်၏ကျမတို့တောမြို့များရှိအိမ်ကြီးများတွင်ညာတော်အဖြစ်ထင်းစဉ်ကိုကတဲငယ်တစ်လုံးစာလောက်ရှိကြကြသည် ထင်းများကိုတမိုးစာဝယ်ယူတိုးလောင်၍ကလားကြီးများကိုထင်းခွဲခိုင်းပြီးလျင်နေပူချောက်ချောက်လန်းကာတခါတည်းထင်းစဉ်ထဲတွင်လောင်ထားလေးရှိကြသည်ပေပေသည်ယခုတော့အီထင်းများကိုထင်းခွဲကလားမငားရသူကိုယ်တိုင်ခွဲမည်ဟုဆိုပါတော့သည်မိမိကစိတ်ညစ်လာသည်စာရေးပြ၏ရှင်းပါသာကိုယ့်အိမ်အတွက်အလုပ်လုပ်ပေမင်းဘေးလူအမြင်မှာမကောင်းပါဘူး သူတို့ကလည်းအထင်လွဲမယ်။ရှင်မဝင်ဝင်မရှိတော့လို့ကျမတို့ကမတော်တာတွေခိုင်းရက်တယ်လို့ထင်မှာပေါ့။ဒါရီတော့မလုပ်ပါနဲ့။ကျမတို့ဒါတော့မစင်းရသေးပါဘူး။အောင်မလေးတင်တင်ဟာကို့အလုပ်ကိုလှုပ်တာဘယ်သူကယူဆရမှာလဲ။မိမေကိုပြန်အောင်၍သူ့လုံမြဲအလုပ်ကိုလုပ်၏။ဦးတဲ့ရေအပြည့်ရှိပြီးသားတော့ချောင်းထဲတွင်ရေတက်လာလျင်ရှိပြီးသားရေကိုတွန်ပစ်ပြီးခတ်မြဲခတ်၏။ အမှန်တော့ဖေဖေစိတ်မှာအလုတ်ကိုမျက်နှူသောစိတ်ဓာတ်ဖြစ်၍ဂုံယူပဲဖြစ်တော်လဲကျမတို့သားသမီးများအနေနဲ့မကြည်ရပေသို့သောတချို့ဆွေမျိုးများကဖေဖေအလုတ်လုတ်ခြင်းကိုအောက်တန်းကြသည့်အနေအထင်သေးသည့်အနေနဲ့ဆက်ဆံလာကြ၏ဖေဖေကိုပြောင်းစော်ကားလာကြသည်မမေအရေးကိုခလုံးနေသူတို့ပင် ဖေဖေကို ခိုင်နိုင်ရသည့်လူကြီးတယောက်လိုဆက်ဆံလာကြသည်မိမိကမူထာဝရပြုံးနေ၏အုံမရသောကျမတို့မျက်မြင်ကိစ္စများပင်တီးခတ်မှသမီးထိုစကလုံးနှင့်ကျမတို့ကိုနှစ်သိမ့်၏မသိနေသားသမီးတွေဟာအနုံအားတွေပါဘယ်တော့မှလူရောင်ဝင်မှာမဟုတ်ဘူးကျမတို့ဤဆွေမျိုးတော်တယောက်ကပါပြောလာ၏မိမိကတော့ဒေါ်ခန်နီပါပင်တီး တခါတရံတွင်သာကျမထက်အကြီးဖြစ်သူ အမမတ်တင်ဦးနှင့်မေမေသည်ခြံဝင်းရှိကွန်းသီးပင်နှစ်ပင်ကြားရှိ ခုံတန်းရတွင်လက်ရည်စာများနှင့်စကားပြောနေကြ၏သူတို့ကတော့တယောက်ယောက်ကနှိမ်လိုက်ဟန်ရှိပါသည်ကျမကိုမြင်လျင်မျက်ရည်ကိုကမန်းကတန်းတုပ်၍ပြုံးကြ၏မျက်နှာကိုပြင်ကြ၏သူတို့အထဲတွင်ကျမသည် လူမိုက်ပါပင်တည်းမမေကိုကိုကြီး ။ဦးနုကခွင့်လွှတ်ဖို့တရားကိုဟောတယ်။မမေကတီးခံမှုအမြဲဆုံးမှတယ်။တမီးမမေကိုတော့ချစ်ပါတယ်။ဒါပေမဲ့တမီးဟာဦးနုလည်းမဟုတ်ဘူး။ဒေါ်သိန်းတင်လည်းမဟုတ်ဘူး။မိခင်ယူဟာမိခင်ယူပဲ။တမီးကတော့မမေတို့လိုငုံခံနေလိမ့်မယ်မအောင်မင်းနဲ့။ဖေဖေကိုစော်ကားတဲ့သူမှန်သမျှဟောဒီအင်အိုကြီးပေါ်မှာနေတဲ့လူဘသူဘက်ကအမျိုးဖြစ်ဖြစ်စော်ထဲမှာပဲ။ တကယ်ပါပင်ကြီးကျမငငယ်ကမိုက်လဲမိုက်သည် စွာလဲစွာသည်တတိရှိမရှိတော့မသိဘသူကိုမစိုးရှင်ပြိုင်တိုက်ခိုက်ရန်အမြဲအစဉ်တင်ဖြစ်နေတတ်၏ရန်လိုတတ်၏ဟုဆိုလျင်ပို၍မှန်မည်မမင်း၏မျက်လုံးဆုံးဝဲမျက်ရည်စာများညှိတွယ်နေသည်ကို ကျမမကြည့်ရဲနှလုံးသားထဲမှနာကျင်၏တမီးနော်မိခင်ယူနော်အေးအေးနေ မိမိဒါပဲပြောမယ်တလောက်သာပြောကခန္ဒီတရားကိုဆက်၍ဟောရပါသည်မဟုတ်သေးပါဘူးမိမိယာဖေဖေကအယူကြီးတယောက်ပဲဖြစ်နေပါပြီတဲ့သူတို့ခိုးလုံနေရတာဟာဖေဖေနဲ့မိမိအိမ်ဆိုတဲ့ယေရှုတရားကိုတိတဲ့ရင်ဖြင့်ဖေဖေကိုလေးစားဖို့ကောင်းပါတယ်ကိုဖေဖေကလည်းသူတို့လေးစားအောင်နေရမယ်ဆိုတဲ့တိတ်ခါကိုထိမ့်သိမ့်နိုင်လောက်တဲ့အုံနောက်မှမရှိပဲကွယ် ခွင့်လွတ်ပါသမီးရဲ့မဟုတ်ဘူးမဟုတ်ဘူးမမေအချိုးတွေကလည်းသမီးတို့ကိုလည်းအယူကြီးသားသမီးတွေဆိုပြီးဘယ်တော့မှလူညွန့်တက်မှာမဟုတ်ဘူးဆိုပြီးနှိမ်ကျင်တယ်ပြီးတော့လည်းလေသမီးမြင်နေတယ်သူတို့သားမီးနှစ်ယောက်မှာကျမစကလုံးကိုစူးစိုက်စွာနားထောင်လာကြ၏ငငယ်ကဖက်စာတွေကလိုပဲဘာဖက်စာလဲမေမေသာမေးသည်မမကဘာတလုံးမှဝင်မပြောသည် အာရက်လီမယားလီချမ်းအေးတဲ့ညတညမှာကလပ်အုပ်ကြီးကချမ်းလုံးလို့တဲ့သူတို့လီမယားတဲတဲ့ခေါင်းလေးသွင်းနေပြရစေတဲ့လီမယားနှစ်ယောက်ကလည်းသဘောထားကကောင်းတော့နေဝင်ပြူတယ်လေနောက်ကလပ်အုပ်ကြီးကခေါင်းတွေမက ကိုပါသွင်းနေပြရစေဖြစ်လာရောလီမယားနှစ်ယောက်ကလုံးကလည်းသဘောကလည်းကောင်းချမ်းပါလေဆိုတနာလေတနာတဲ့တော့အလျှော့ပေးလိုက်တာ ကလောက်ကြီးကတကူလုံးဝင်နေရောနောက်ဆုံးတော့ကလောက်ကြီးကဒီအိမ်ဟာသူ့အိမ်ဆိုပြီးနှုတ်သီးနဲ့ကလောထုတ်တော့အင်မရနှစ်ယောက်လုံးထွက်သွားရရောခုလဲမင်းမီတို့အဖြစ်ကအရက်ပုံမြင်နေကလင်မရနှစ်ယောက်လို့မြင်အောင်လာတယ်မင်းမီကခေါင်းတငိမ့်ငိမ့်နေနားထောင်ပါသည်မမကတော့ငြိမ်သက်နေစေပါပင်ကြီးပုံမြင်ကတော့မှန်တာပေါ့သမီးလူမှာ ကုသိုလ်အကုသိုလ်ဆိုတဲ့တရားရှိပါတယ်။စံထိုင်းမှလည်းစံရတယ်။ရှားထိုင်းမှလည်းရတယ်။မိမိငငယ်ကချမ်းသာခဲ့ပုံတွေနဲ့ဈေးပွားရေးကိစ္စတွေကိုမိမိသားအကြီးတွေကိုတောင်မပြောခဲ့ဘူး။တမီးတို့ကလည်းမိမိပြောပြမှာမဟုတ်ဘူး။မိမိကကံယုံမင်းသမီးဒီအိမ်ကြီးကိုတစုံတစ်ယောက်ကသူတို့ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီးတင်းယူလဲ။ မမေကဆင်းပေးမှာပဲကျမသည်အေးဆေးငြိမ်သက်စွာပြပြနေသောမမေမျက်နှာကိုကြည့်ရင်အံ့ဩမိပါသည်တကယ်တွင်လည်းမမေဤလေယာတစ်များလောက်ရန်ကျုံးမြင်များဝဲပုံမမေဤစိန်ရွှေလဝိယရဏများကြောင့်ဤကဲ့သို့ဆုံးရှုံးသောပုံကိုတလုံးမှပြောမပြကျမတို့အရွယ်ရောက်ချိန်တွင်မြင်လိုက်ရသေး၍တမ်းမိမိတစ်ခေတ်ကိုကျမမှန်ကြည့်ရ၏ ဖေဖေအတွက်လည်းတမိစစ်မစင်းရဲနဲ့ဖေဖေမာကဝိပါကဝိကရှိပေတကူကျမသည်တပြင်းရှင်လျားစွာချမိပါ၏ကျမအတွေ့နှင့်ကျမအစီစဉ်ကိုမိမိအားတင်ပြလိုပါသည်အမှန်တော့ရန်ကုန်ကိုထွက်ခွာလာသူများတွင်ဖေဖေနောက်ဆုံးဆိုပေမည့်အဓိကမှာဖေဖေเจ้าဆိုလျင်ပို၍မှန်မိသည်တမိတော့ဒီမှာမနေကျင်တော့ဘူး မိမိတို့တိုက်မြုံကြီးမိမိတို့အုပ်စုကြီးမှာဆက်နေနိုင်လောက်အောင်တမိတီးခံနိုင်စိတ်မရှိဘူးဖေဖေလောက်တာတွေဟာစိတ်မမှန်သူတယောက်ဖြစ်နေတော့ခွင့်လွတ်နိုင်စရာအကြောင်းရှိချင်မှရှိမယ်ဒါပေမဲ့ပြောစရာရှိသေး၍တမိကသာလက်ညှိုးငေါငေါထိုးပြီးဖေဖေကိုပြောချင်ဟာပြောမယ်သူများကတော့ဖေဖေကိုနည်းနည်းလေးမမပြောတာခိုင်းတာတော့တမိမခံချင်ဘူးတခုကလည်းဖေဖေမှာဒီလိုဖြစ်တယ် ိမိစည်းပွားရေးကလည်းကစင်ကရေဖြစ်လာတဲ့ဆိုပဲသမီးတို့ဟာအတက်မပေါက်တော့မဲ့သားသမီးတွေကြားနေရပဲဆက်ဆံကြပြောကြတာတွေကသမီးတို့ရန်ကုန်ကိုထွက်သွားမှာပဲမမသည်ကျမတို့စကားပြောနေသည်ကိုနားထောင်ရမှအိမ်ထဲသို့ဝင်သွားပါတော့သည်မိမိသည်ကျမမျက်နှာကို စစ်စစ်ကြည့်၏သူ့အကြည့်၌အထိပယ်အများကြီးပါသည်ကိုကျမသိပါသည်ထိုစဉ်ကကျမအသက်20ရှိပေပြီ။ မမေကမသွားစေချင်ဘူးမမေစိုးရင်စိတ်အကြီးဆုံးကသမီးရန်ကုန်သွားရင်သမီးချစ်သူနဲ့ပြန်တွေ့မှာကိုဆိုတယ်။ကျမသည်ယခုမှပင်ရှိုက်ကြီးတငင်ကိုမိပါသည်။ငိုလျက်မှပင်ကျမပြော၏။သမီးတီးပါရဲ့မမေ။သမီးမမေကိုမလိန်ခဲ့ပါဘူး။သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်းမမေကိုသမီးပြောင်းဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကလေးက သူနဲ့သမီးနဲ့လက်ထပ်ဖြစ်ကြမယ်မဟုတ်ဘူးဆိုတာလေသမီးနားလေပြီးသားပါမိမိဆုံးမတင်ပြတဲ့အကြောင်းတွေထက်မဖြစ်နိုင်စွန်းအကြောင်းကဖေဖေကြောင့်ပဲဒီနေ့မင်းတို့ဖေဖေပုံစံကြီးကဘလို့ကြီးလဲလို့ပြောလိုက်ရင်သမီးရင်ခွဲမယ်ဆိုတာသမီးသိပါတယ်သမီးကိုခွင့်လွှတ်ပါမိမိချစ်တယ်ဆိုတိုင်းကိုခန္ဓာကြီးကသွားပူပေါင်းတာမဟုတ်ပါဘူးသမီးအသေးနှလုံးရှိနေသည်ွေ့ သူ့ကိုချစ်တဲ့အချစ်ကိုတော့တမီးနှလုံးသားမှာထားခွင့်ပေးပါမေမေဘလို့ပဲဆိုရင်ဆိုရင်တမီးတို့နှစ်ယောက်မပေါင်းဖြစ်ပါဘူးမေမေရဲ့ကျမသည်စကားဆက်မပြောနိုင်ပဲရှိုက်ရီသာငုံနေမိပြန်သည်မေမေကိုချစ်သည်မှာဒီလိုလူငယ်တို့ချစ်ရေးကိစ္စတွေမှာလဲမေမေကိုတငယ်ချင်းလိုတင်ပြဆွေးနွေးလို့ရပါသည်မေမေဒီကျမကိုတနာပဲနေလေသလား မတင်ကားပဲဖြစ်နေသလားမသိဘူး။ဒါနဲ့များသမီးရဲ့ဒုက္ခခံပြီးချစ်ပြအောင်ချစ်လိုက်သေးတယ်နော်။ဒါကတော့မိမိတခါတလေသမီးတို့အုံနောက်ရဲ့အတီကိုနှလုံးသားကလက်မခံတတ်ဘူး။မနာခံမှုဆိုပါတော့တိတ်ပါတော့သမီးမိမိမျက်နှာကြီးပူဆွေးခြင်းသည်မိသားစုကြီးအကြောင်းစီးပွားရေးအကြောင်းတွေထက်ကျမအတွက် တော့ကဖြစ်လာပုံရသည်မိမိကိုတမိမညာပါဘူးမိမိစောင့်ကြည့်ပေါ့ဒီအိမ်ဟိုကြီးထဲမှာတော့တမိဘဝမမြုပ်လိုက်ပြရစေနဲ့မိ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 တို့ကိုလည်းဒီအိမ်ဟိုကြီးကဆွဲထုတ်ပြရစေအေးလေမိမိရှင်ထဲမှာအားလုံးရဲ့အိမ်ထောင်ကြီးကိုလွတ်လပ်စေချင်ပါတယ်ခုလိုဖြစ်ရတာဝမ်းနေစရာကြီးဒါကတော့တမိတို့အဖြစ်ကိုက အင်တာဗျူးကိုစဉ်းစားတိုင်းဖေဖေကိုအဓိကထားရမှာကိုတမီးရဲ့အမားလိုလေလုံးဝမဆိုတာဘူးပေါ့လေမိမိဒီဆက်လက်၍စကားမပြောတော့ပါဘူးစင်စစ်တော့မိမိဒီသူချစ်တော်တမတ်ပုံမှုကြော်တောင်းနဲ့ကျမအားလက်ထပ်ပေးသွားခဲ့ရပါတော့လေသူ့ဆွေမျိုးများနှိမ်ခဲ့တော့သူဤသားသမီးများသည်သူရှိမှသောအထက်တန်းပညာကို ချောချောမမောရရှိသွားသည်ကိုသိသွားခွင့်မရရှိပါဘီ။ဟုတ်ကဲ့ပါရှင်။ဆရာမကြီးခင်နေယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၅ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အပိနာစင်သူတို့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။